နိုဝင်ဘာလ15ရက်နေ့ထို့သောသူကိုဝါကြွားမိ။နှွမ်းဤအားနေခြင်းမှတပါကိုကုံကိုမဝါကြွား။ Going to Aura Sa Duriya Sa သောခန်းကြီးဆက်တဲ့ခန်းငယ်က။တားဖြစ်သူဒေါက်တာအက်ဝတ်ဂျက်ဆန်ကနယူးယောက်မြို့ရှိအဖေဖြစ်သူတာနာပြုဆရာအန်တိုနီရင်ဂျက်ဆန်ထိမ့်မက်ဘုရားကျောင်းဖွင့်ပွဲတွင်ဖခင်ဘဝဆက်ကြောင်းကိုပြောပြလေသည်။သူက အောင်မြင်မှု success နဲ့ဆင်းရဲဒုက္ခ suffering အမြဲတွန်တွဲလေးရှိနေရပါတယ်။အကယ်၍ဒုက္ခကြုံတွေ့ခြင်းမရှိဘဲအောင်မြင်မှုနဲ့ကြုံရပါကအခြားသူများကတင့်အတွက်ဒုက္ခကြုံတွေ့ခဲ့ကြခြင်းကြောင့်ဖြစ်တယ်လို့အကယ်၍သင်သည်အောင်မြင်မှုမရှိဘဲဒုက္ခရောက်ခြင်းသည်နောက်လူတွေအတွက်အောင်မြင်မှုဖန်တီးပေးနိုင်ပြီဖြစ်ပါတယ်။ဝမ်းနဲ့ပူဆွေးကြည်ကွဲသူများအဖို့ဝမ်းမြောက်စရာဖြစ်ဖြစ်စေပါ၏။ဤသို့ဝမ်းမြောက်စရာဖြစ်နိုင်ခြင်းမှာထိုသူတို့အနေဖြင့် သူတို့ဤနာကျင်မှုဒုက္ခနဲ့အနေတိုင်းဆင်းရဲကြတဲ့မှုများမှတစ်ချက်ပုံမကောင်းမှုတွေဘဝတည့်ပုံစံကြုံရမည်ကိုသိရှိနေသောကြောင့်ဖြစ်ပါတယ်။ထိုသူတို့ပျော်ရွှင်နိုင်ခြင်းမှာဖန်ဆင်းခြင်းဘုရားသခင်ကအလင်းနဲ့အမှောင်ကို အသုံးပြုပြီးနမေကျော်ပကြီးကားနဲ့အလားတူဖန်ဆင်းထားသည်ကိုသိတာတော့ကြောင့်ဖြစ်ပါတယ်။အလားတူထိုသူတို့မှာအုံမင်းမဆွမ်းကြားမှဘုရားသခင်ကချီးမွမ်းထောမနာပြုနိုင်ပြီးမျက်ရည်များကြားထဲမှာပြုံးရွှင်နိုင်သူ။ ဝမ်းထဲကြေကွဲသည့်ကြားမှတချင်းကြီးဆိုနိုင်သူဖြစ်ပါတယ်။အဘယ်ရောက်ဆိုသောတီးခတ်လျင်ထိုသခင်နှင့်အတူစိုးဆန်လည်မည်။တိမောသေဩဝါဒစာဒုတိယစာသောအခန်းကြီးနှင့်အခန်းငယ်7အဲ့ဒါကိုနားလည်သိရှိရဖြစ်ပါတယ်။ယနေ့အတွက်ဆုတောင်းကြ။ဒုက္ခဝိသားတွေကြားရကနေချစ်ခင်ရတဲ့ကယ်တင်ရှင်ဘုရားသခင်ကိုချီးမွမ်းတတ်ဖို့သင်ပေးတော်မူပါအာမင် ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။မနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွင်မှပြန်တွေ့ပါအောင်ခင်ဗျာ။